ပိတ်သမားအားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုပါရခင်ဗျာမေရီလုခေါ်တဲ့ဒီလောက်ရှင်တစ်ပါးကတော့ config တခုထဲမှာမေရော်မာရီရဲ့ပုံရိပ်ရှင်မှာဆူတောင်းလို့နေပါတယ်ပြီးတော့ပကြီကောက်ကိုဖယ်လိုက်တဲ့အခါမှာတော့နေရံပေါ်မှာစာရီရေးထားတာကိုတွေ့လိုက်ရပါတယ်ဒီမှာကအိတ်ကိုယူပြီးတာနဲ့ပဲ mother suspend ရဲ့အခန်းထဲကိုခုံးဝင်ပြီးတဲ့နောက်မှာတော်ရီကိုခိုးယူခဲ့ပါတယ်ပြီးတော့ channel ကောက်ကိုဖွင့်ဖို့အတွက်တော်ရီအကုန်လုံးကိုစမ်းမိမယ်လေနောက်ဆုံးမှဖွင့်နိုင်ခဲ့တာပါအဲ့ဒီအချိန်မှာပဲဒီလောက်ရှင်လေးယောက်ကဒီမှာနောက်ကိုတဖြည်းဖြည်းချင်းကက်လို့လာခဲ့ပြီးတော့ ကံကောင်းစွာနဲ့ပဲတန်ကျိုးကညှက်နေတာကြောင့်တကားကိုကျင်းမြောင်းလာတဲ့နေရာကနေဖြတ်ပြီးတော့သွားခဲ့ရပါတယ်။တပတ်ကိုရောက်တာနဲ့သူမဟာလဲကျသွားခဲ့ပြီးတော့သီလာရှင်တယောက်ကသူမရဲ့ခြေချင်းဝဲကိုဖမ်းဆွဲရင်းနဲ့ချန်စီယူတဲ့နယ်တွန်းကန်ပြီးတော့ခြေတော်ကိုရိုက်ချိုးလိုက်တာကြောင့်ပဲမေရီဟာလဲသွားခဲ့ရပါတယ်။သတိပြန်ရလာတဲ့အခါမှာတော့မိကြီးကိုချစ်ချစ်လေးတို့သူမဟာခေါင်းတလားလေးကိုရောက်နေတယ်ဆိုတာတွေ့ရပြီးတော့ငိုနေခဲ့ပါတယ်။ဖွင့်မှုအတွက်စ조사ခဲ့ပြီမယ်လေမရတဲ့ကမှာတော့အရှင်လက်လက်မြို့နယ်ခံလိုက်ရပြီဆိုတော့ကိုတီးသွားခဲ့တာပါဒုမဟာအကူကြီးအတွက်ဆက်ပြီးတော့အော်နေခဲ့ပြီမယ်လေဘယ်သူကမှလာပြီးတော့မခဲ့ပါဘူး အခြေအနေငယ်ကြားတဲ့ခါမှာတော့အမေရိကန်ကနေအီတလီကိုရောက်လာတဲ့လူသစ်ဒီလာရှင်စီစီလီယာဟာအကောက်ကိုရုံမှရောက်နေပြီးတော့မှသူမဟာအပြန်လက်မှတ်မပါတာရဲ့အီတလီဘာသာမတက်တာရဲ့ကြောင့်ပဲလုပ်ငန်းရှင်ကကြံ့ကြံ့နေတာဖြစ်ပါတယ်။အရာရှိတွေကတော့သူမကွန်မစ်ဝင်ခြင်းအပြင်လူငယ်ဘဝကိုဖြုံးနေတယ်လို့မြင်ပါတယ်။ ဒီကောအန်စုကစီစီလီယာကိုလာကြိုပြီးတော့မှကားနဲ့ခေါ်သွားခဲ့ပါတယ်။မာလာဆူပါရီယာကတော့ဒီမကိုကြိုဆိုခဲ့ပေမဲ့စီစီလီယာနားမလည်တာကြောင့်ပဲ SB ကဘာသာပြန်ပေးရပါတယ်။ SB ကဒီမကိုအခန်းလိုက်ပြတဲ့အခါမှာတော့ဒီကွန်ဗင်ကို1632ခုနှစ်မှာတတိယဝဒီလာရှင်တွေအတွက်စောက်ထားတာဖြစ်ပြီးတော့မှအဆောက်အအုံမှာဝင်ခွင့်မပြုတဲ့မြေအောက်တင်းကျိုင်းတွေရှိတယ်လို့မျှဝေခဲ့ပါတယ်။အခန်းများစွာကိုဖျက်ဆောင်ရင်းနဲ့အသက်ကြီးတဲ့သူတွေအများကြီးကိုတွေ့ရပြီး SB ကစီစီလီယာကိုနောက်ဘက်ကိစ္စကြောင့်တည်မဲ့ဒီလာရှင်အကြောင်းပိုးပေါ်ပေါ်ပါပဲပြောပြခဲ့ပါတယ်။ သူမဟာတည်ဆုံးမှုကိုနေစဉ်ဘွားရဲ့ဒီစိတဲ့ပိုင်းလို့သဘောထားနေပြီး Francis Galley လို့ခေါ်တဲ့မှညာချုပ်ရင်းနေတဲ့သီလရှင်အဖွားကြီးတယောက်ကတော့သူ့ရဲ့ဖေးကြောင့်မိခင်ကမှ SP ကသူမကိုခေါ်သွားရင်စိတ်အယုံကြောက်ကြောက်မှုတွေအကြမ်းမဖက်သေး၍အတူတူလိုက်ကစားပေးတာကပိုကောင်းတယ်လို့ Cecilia ကိုပြောပါတယ်စီစီလီယာတံမြိုင်ဒီကိုနားထောင်မှုတွေရက်လိုက်တဲ့အခါမှာတိလရှင်တပားကသူမကိုစိုက်ကြည့်နေတာသတိထားမိပြီးတော့အခန်းသစ်စီကိုရောက်တဲ့အခါမှာတော့ SP ကစီစီလီယာကိုဒီနေရာကနေထိုင်ဖို့အခက်ခဲတဲ့နေရာလို့သတိပေးပါတယ်။နောက်ပိုင်းမှာစီစီလီယာအင်တာတုံးနေတော့ ဂွန်ကရောက်လာခဲ့ပြီးတော့မှစကားပြောပါတယ်စီစီလီယာကသူမကို Father Didier G ကခေါ်ယူခဲ့တာဖြစ်ပြီးတော့မှသူဟာထပ်ပြီးသွားတဲ့သူတွေကိုရှာဖွေရမှာအယံကိုတော်တဲ့သူလို့ဆိုပါတယ်ညနေပိုင်းမှာလူသစ်တွေတစ္ဆာဆိုဖို့အတွက်ဝေပြွေးဝဲရှိပြီးတော့မှစီစီလီယာဟာဖာသာတီတဲ့ကိနဲ့တွေ့ဆုံပြီးတော့ကာဒီနယ်ဖရန်ကိုစီကနေစေဗရီကျိုးကိုလက်ခံခဲ့ပါတယ်။ဒီမှာပြောရှင်နေခဲ့ပေမယ့်ဖရန်ကိုရဲ့လက်စွပ်ကိုနမ်းဖို့တော့နည်းနည်းလေးတုံ့ဆိုင်နေပါတယ်။ ညစာစာပွဲမှာစီစီလီယာကသူမဆယ်နှစ်နှစ်သားတုန်းကရေခဲလေးကိုကြာပြီးတော့9မိနစ်ညီပါနှလုံးခုန်ရက်သွားခဲ့ရတာကနေကယ်တင်ခံခဲ့ရတဲ့အကြောင်းထီရဲကီကိုပြောပြခဲ့ပါတယ်။သူမဟာဘုရားသခင်ကအကြောင်းတစ်ခုအကြောင်းကယ်တင်ခဲ့တာလို့ယုံကြည်ပြီးအဲ့ဒီအကြောင်းရင်းကိုရှင်းပြနေတာပါ။အိမ်သာသွားရင်းနဲ့ပဲစီစီလီယာဟာထူးဆန်းတဲ့ရှိုက်တန်ကြားရပြီးတော့ဘုရားရှင်ကိုအကြောင်းရင်းအနောက်ကအခန်းကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီမှာမြန်သမီးတယောက်ရဲ့မျက်နှာကိုအနီရောင်ထူးဆန်းတဲ့မျက်နှာဖုံးနဲ့ဖုံးအုပ်ထားတာကိုတွေ့ရပြီးတော့မှတုံ့လို့သွားခဲ့ပါတယ်။ မလာစဘရီရောက်လာခဲ့ပြီးတော့မှဒါဟာဆူတောင်းနေတဲ့တိလရှင်ပဲလို့အာမခံပြီးတိတရဲကတန်တချောင်းကိုယူပြီးတော့ဒါဟာယေရှုရဲ့ခြေချောင်းကယူထားတဲ့တန်ဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောပြီးတော့စီစီလီယာရဲ့လက်ဘောကိုတင်ပြပါတယ်။ယေရှုရဲ့ဆင်းရဲဒုက္ခအကြောင်းကိုပြောနေတဲ့ချိန်မှာစီစီလီယာဟာမူးဝေပြီးတော့မေးလဲသွားခဲ့ပြီးနောက်နေ့ဝန်ခံတဲ့အခါမှာစီစီလီယာကဝိုင်းများသွားလို့တရီလက်တာပါလို့ပြောပြီးတော့တောင်းပန်ပါတယ်။ဘုန်းတော်ကြီးကဘာမှမပြောဘဲနဲ့ပြောခဲ့သွားပြီးတဲ့နောက်မှာတော့နေရန်ကနေလက်နှစ်ဖက်ရောက်လာခဲ့ပြီးတော့သူမကိုဆွဲခေါ်ခဲ့ပါတယ်။ အနီရောင်မြန်နှဘုံစုဒီလာရှင်၅ပါးရှိတဲ့အခန်းလေးကအိယာပေါ်မှာစီစီလီယာကိုပြေးချလိုက်ပြီးတော့မြန်နှဘုံစုဒီလာရှင်တပားကဓမြောင်နဲ့မထိုးခင်သူမရဲ့မျက်နှာကိုဖိကင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်မှာပဲစီစီလီယာနိုးထလာခဲ့ပြီးတော့မှဖရန်ချက်စကာကတကားဘွားကနေသူမကိုစိုက်ကြည့်နေရကိုတွေ့လိုက်ကြပါတယ်။ရက်တွေကြလာတာနဲ့အမျှစီစီလီယာနဲ့ခင်မင်းရင်းနှီးလာခဲ့ကြပြီးတော့သူတို့တွေဟာတကြီးရော်ရီရဲ့အိမ်မူကိစ္စတွေကြွက်သက်တာတွေကိုလုံးရပြီးတော့ဒီလာရှင်အဖွားကြီးတွေတင်းဆုံးတာကိုလည်းကြီးခဲ့ရပါတယ်။ တညမှာတော့ဆီဆီလီယာနိုလာရီခါမာဖရန်ချက်စကာကသူမရဲ့ဇပင်လေးကိုဖျက်နေတာတွေ့ရပြီးဖရန်ချက်စကာကဆီဆီလီယာကိုကောင်းချီးခင်ရသူလို့ပြောခဲ့ပေမဲ့လေသူမရဲ့အီတလီစကားကိုနားမလည်ခဲ့ပါဘူးဆီဆီလီယာကဖရန်ချက်စကာကိုစေးရုံခံမှာအိယာထဲမှာအသေးချာထားခဲ့ပေမဲ့ဆောင်းအောင်ကသူမရဲ့ခြေထောက်တွေမှာလောဘကတိုင်ပေါ်အမာရွတ်တွေကိုတွေ့လိုက်ရပြီးအဲဒီကောင်မှပဲသူမကိုဆီဆီလီယာလို့ခေါ်နေတယ်ဆိုတာကိုမသိလဲရပါဘူးနောက်နေ့မှာဆီဆီလီယာအန်ချားလိုက်တဲ့အခါမှာဒေါက်တာအေဂလုကိုတွေ့ပြပြီး သူကစီစဉ်မှုတွေပြုလုပ်ခဲ့ပါတယ်ရလက်ကိုစောင့်နေချိန်မှာပဲမြန်မာဘုံစုသီလရှင်တပါလှည့်လည်သွားလာနေတာကိုတွေ့ရပြီးတော့ကြီးကတကောင်ပြည်မောက်ကိုတိုက်မိလို့လမ်းသွားခဲ့ပါတယ်ယွန်ငယ်နေမှာတော့ Franco ထီတဲ့ကင်းနဲ့ Gelo တို့ကသူမကိုစောင့်နေကြတာဖြစ်ပြီးတော့မှ Franco ကစီစီလီယာယောက်ျားနဲ့နေခဲ့တယ်လားလို့ဒေါသတကြီးမေးပေမဲ့သူမညင်းဆိုပါတယ် Gelo ကလည်းသူမရောက်လာတော့ကအောက်ပိုင်းမပြတ်မစည်းရှိသေးတဲ့ကြောင်းအတီးပြုတ်ခဲ့ပြီးတော့ Mother Sovereign ကတော့ Sicilia ရဲ့အနီအောင်ဖိုင်ကိုအန်ဆွဲတဲ့ကိုဖွက်လိုက်ပါတော့တယ် ဂျွန်လင်းနေမှာဂေလူကအရာဆောင်နဲ့စစ်ဆေးလိုက်တဲ့အခါမှာဆီဆီလီယာကိုဝင်ရှိနေကြောင်းထုတ်ပေါ်ခဲ့ပြီးဖရန်ကိုကတော့ဒီကလေးဟာအပြစ်မရှိဘဲတရေဒီကေတာပြစ်ပြီးတော့မှနမိတ်ပုံပဲလို့ချက်ချင်းကြေညာပါတယ်။ဆီဆီလီယာကတော့ကြောက်ရွံ့နေခဲ့ရပြီးတော့မှဆီဆီလီယာဟာဘာလို့သူမကိုရွေးချယ်ထားလဲလို့မေးတဲ့အခါမှာတရေဂီကတဟာသူမကလေးဘဝတုန်းကကဲတင်ခံရတဲ့အကြောင်းရင်းဖြစ်နေနေကြောင်းပြောပါတယ်။မလာကြပြီးတဲ့နောက်မှာတော့ဆီဆီလီယာနိုးလာတဲ့အခါမှာသူတွေချောင်းဆိုပြီးတော့တွားတဲ့ချောင်းကျွတ်သွားတာလည်းတွေ့ရပါတယ်။ မနေ့ကမှလူတိုင်းကသူမကိုလေးစားစွာမတည့်ရဲကြပြီမဲ့ဂဲလူကတော့သူမကိုမာရီလို့လောင်မြောင်ခေါ်ရပါတယ်စီစီလီယာရေချိုးကံမှာရှိနေတော့ယူရီရဲ့အစ်မကသူမကိုရေထဲတွန်းချပြီးတော့ရင်းနှီးတက်ဖို့ကြိုးစားပါတယ်ရုံးရဲဆန်ကဖြစ်ပြီးတော့စီစီလီယာလွတ်မြောက်သွားပြီမဲ့အစ်မကတော့သူမကိုပြန်တွန်းချပြီးတော့ဒါငါဖြစ်တင်တာလို့အော်ပြောခဲ့ပါတယ်ဒီလရှင်နေရောက်လာပြီးတော့အစ်မကိုဆွဲခေါ်သွားခဲ့ပါတယ်စီစီလီယာကတကယ်ဇေယုံကိုခေါ်သွားဖို့တောင်းဆိုပြီးမဲ့ချက်တီကီနဲ့လူတွေဟာကဲတင်ရှင်မွေးဖွားတီတီကွန်ဖိတ်မှာပဲနေရမယ်လို့ပြောပါတယ် နောက်ပိုင်းမှာတော့ဒီလရှင်တပါခေါမိုးဘောကနေပြုတ်ကျလာခဲ့ပြီးတော့လူတိုင်းအောင်ဟစ်နေပါတယ်အလောင်းကုန်သွားကြည့်တဲ့တော့မျက်နှာတစ်ခုလုံးပျက်စီးနေတဲ့အစ်ဝဲဖြစ်နေတာကိုတွေ့ရပြီးအသူဘမကွင်ကတော့ဒီနေရာကိုသူမယုံဘူးအဲ့လိုမျိုးစီစီလီယောက်ကိုပြောပါတယ်ဂေရိုကအခြေကြီးကိုလိန်ပြောတဲ့သူတွေလို့ခေါ်ပြီးတော့မှဆဲဆူတဲ့စကလုံးတွေတုံးကအောင်ဟစ်အစိမ်းကိုခဲ့တာကြောင့်ပဲထိတဲ့ကင်းနဲ့အန်ဆိုတို့ကသူမကိုဆွဲခေါ်ခဲ့ရပါတော့တယ်အဲ့ညာမှာစီစီလီယားဟာပကြီးကားတက်ချက်ရဲ့နောက်ကင်မှာစာတန်ဒီအလင်းရဲ့ကောင်းကင်တမန်အဖြစ်ဟန်ဆောင်တက်ဒီဟူတဲ့ကျန်းသာကိုကားချက်ပါတဲ့အီတလီဘာသာနဲ့ရေးထားတဲ့စာကိုတွေ့လဲရပါတယ် ူမဟာဂေရိုးကိုရှောင်မတိတဲ့အခါမှာရုံးကန်းကိုသွားပြီးတော့တောခဲ့ထားတဲ့အန်ဆွဲကိုဓာတ်နဲ့ဖွင့်ပါတယ်။သူမဖိုင်ဝင်ယူလိုက်တဲ့အခါမှာတော့မတော်တဆမှုအကြောင်းသတင်းစာဆောင်မနဲ့ DNA စစ်ဆေးမှုရလဒ်တချို့လည်းပေါင်းရကိုတွေ့ရပြီးရုတ်တရက်ဂေရိုးအော်တန်ကိုကြားလိုက်တဲ့အခါမှာစီစီလီယာတော့ပေါက်ကနေချောင်းပြီးတော့ကြည်ပါတယ်။ဂေရိုးဟာကလေးထဲမှာချုံတော်ခံထားရပြီးတော့မှမျက်နှာမိုးစုဒီလာရှင်တွေကသူမရဲ့ရှောက်ကိုဖျက်တောက်နေပါတယ်။ထင်းလန့်နေတဲ့စီစီလီယာဟာနောက်ဆုံးလိုက်တဲ့အခါမှာတော့ Francesca ကသူမရဲ့စပိန်နဲ့လှုပ်ထားတဲ့အဆောင်လက်ပွဲတစ်ခုပေးခဲ့ပါတယ်။စီစီလီယာကထွက်သွားအောင်ကူညီဖို့တောင်းဆိုခဲ့ပေမဲ့ Francesca က သူမကိုအင်္ဂလိပ်လိုကွန်မင်းကနေဘယ်တော့မှထွက်တော့ရမှာမဟုတ်ဘူးလို့ပြောခဲ့ပြီးနောက်နေ့မနက်မှာတော့စီစီလီယာအော်ဟစ်တန်းကြောင့်လူတိုင်းကနိုးလာခဲ့ပြီးတော့သူမရဲ့အဖေကတွေးထွက်နေရကိုလည်းတွေ့ရပါတယ်။ဒီတကီကသူမကိုအန်ဆိုရဲ့ကားနဲ့ဇေယုံကိုခေါ်သွားခဲ့ပြီးသူတို့ထွက်သွားပြီးရဲ့နောက်မှာတော့မာသာဆူပါရီယာကဂရင်းအောက်ကနေစီစီလီယာအတူရောင်တွေ့တဲ့အောင်လုပ်ခဲ့တဲ့ကြက်တီကောင်ကိုတွေ့လိုက်ရပါတော့တယ်။လမ်းမှာဒီတကီကိုဖုံးဆက်ပြီးတော့အမှန်တရားကိုအကြောင်းကြားတာကြောင့်သူကကားကိုရက်ခိုင်းပြီးတော့ထွက်ပြေးမှုကြိုးစားတဲ့စီစီလီယာကိုဖမ်းဆွဲခဲ့ပါတယ်။ ကွန်မင်းကိုပြောင်းတဲ့အခါမှာတော့ဆီဆီလီယာကိုဘိန်းတက်ကလန်တွေမှာဂျီနော်မီရစ်ပလင်နောက်မှာအခန်းလေးကိုခေါ်သွားခဲ့ပါတယ်တီဂီကတန်ကိုယူပြီးတော့အဲ့ဒီပုံမှာမေရှိယားရဲ့မျိုးပိစာကုတ်ကိုပေးထားတဲ့အတွင်းနဲ့အယိုးအကျဉ်းရနေရှိခဲ့တဲ့အကြောင်းရှင်းပြပြီးဒါယေရှုကိုပြန်ခေါ်လာဖို့တဲ့အခွင့်အရေးဖြစ်နေတယ်လို့သူယုံကြည်တာပါစီစီလီယာကတီတဂီကိုယူနေတယ်လို့ပြောတဲ့ခါမှာတော့သူကယေရှုကိုပြန်ရှင်သန်စေဖို့နှစ်ပေါင်း20ကျော်ကြိုးစားနေကြတာကိုပြသတဲ့မောင်မြင်ခဲ့တဲ့ဂျိုးပန်းမှုတွေထဲထားတဲ့ဖန်ဦးတွေရှိတဲ့ခန်းလေးကိုခေါ်သွားခဲ့ပါတော့တယ် ဒီကဲသူဟာဒိဗေမညာရှင်ဖြစ်ခဲ့ပေမဲ့ဘုရားကျောင်းကသူ့ကိုစံတန်းခွင့်ပေးမယ်ဆိုတာသိတဲ့အတွက်ပဲဖုန်းတော်ကြီးဖြစ်လာခဲ့တယ်လို့ရှင်းပြပါရယ်။အဲနောက်မှာတော့စီစီလီယာရဲ့ခြေတော်နှစ်ဖက်စလုံးကိုလေဝကက်တိုင်ပူနဲ့အမှတ်သားပြုလုပ်ပါရယ်။အခန်းထဲမှာတယောက်တည်းကျန်နေခဲ့တဲ့စီစီလီယာဟာတကောက်ဖိမို့တဲ့စူးစမ်းခဲ့ပေမဲ့တောခက်ထလာကိုတွေးရပြီးတော့စိတ်ထဲကျနေခဲ့ပါရယ်။ ရတနာမနိုင်ငံခြားတဲ့ကမ္ဘာတော့စီစီလီယာဖရန်ကိုနဲ့တူတူဝင်ခံပြွေးနေမိကုန်းနဲ့မိခဲ့ပါတယ်။သူမှဘရီဇီကျိုးနဲ့ကစားရေးနဲ့လက်လေးကျိုးသွားခဲ့ပြီးတော့ဆွဲထုတ်လိုက်တဲ့ကမ္ဘာတော့လက်ချောင်းမှာစီးခဲ့နေတဲ့အရာတခုတွေ့လဲရပါတယ်။ကလေးမွေးဖွားရမယ့်ရမတန်ကင်ခေရူကအန်ရာဆောင်လုပ်ပြီးတော့မှကလေးလှူရှာနေကြောင်းအတီးပြူကစီဝါရှာဖို့ထပ်သွားခဲ့ပြီးတော့တကားဖွင့်ထားခဲ့ကမ္ဘာတော့စီစီလီယာကလဝကနိုင်ကိုယူပြီးတော့မာတာဆူပါရီရဲ့ကောင်းကိုသူမှတည်တဲ့အထိထက်ကတလေးလေးရိုက်နေခဲ့တာပါ။ ဒူမာခန်းလေးကထွက်လာတဲ့ခမော်တော့ရေမပေါသွားပြီဆိုတော့ကိုသိလဲရပြီးလာတာဆောင်မှာစီစီလီယာကဖရန်ကိုကိုအနောက်ကနေညစ်တက်ခဲ့ပြီးတော့ဂေရိုကမြင်ပြီးတော့ထွက်ပြေးခဲ့ပါတယ်ဖရန်ကိုရဲ့မိကျကိုယူပြီးတဲ့နောက်မှာစီစီလီယာဘုရားရှင်ကိုအကြောင်းကိုတော်ပြီးတော့ပရမအုံဆုံးဘိုက်နာတော့ကိုခံစားရပါတယ်ဒူမာတန်ရှင်နဲ့အတန်ကိုယူကတကွေးကန်လေးကိုတော်ပြီးတော့ကျင်းမြင်တဲ့စက်ပစ္စည်းတွေပေါ်မှာအီသနိုးတွေပတ်ပြင်းပါတယ်ခြေတကြီးရောက်လာခဲ့ပြီးတော့စကားပြောဖို့စူးစမ်းပေမဲ့မိကျကိုထုတ်ပြီးတော့ချင်းချောက်ခဲ့ပါတယ် သူကသူမကိုတည်ရင်လည်းတခြားမိန်းကလေးတွေကိုရှာကြမှာပဲလို့ပြောခဲ့ပြီးဒီတဲ့ကြီးမိချစ်ကိုပြင်ယူဖို့စူးစမ်းတော့မှစီစီရီယာကဖမ်မလင်းကိုသူ့ရဲ့ခေါင်းပေါ်ရက်ခွေပြီးတော့တကွဲခန်းလေးကနေထွက်ပြေးကတကားကိုတော့ခတ်လိုက်ပါတော့တယ်တကားကနေအီသနောယူစိညာကိုတွေ့လဲရတဲ့စီစီလီယာကမိချစ်ကိုချလိုက်တော့တကွဲခန်းဟာမိလောင်သွားခဲ့ပြီးတီဂီကမိတဲ့ဇေဘူးနဲ့မိကိုညှိနှိုင်းတက်ပြီးတော့တကားကိုရိုက်ချိုးဖို့စတင်ခဲ့ပါတယ်။တကားကိုဖျက်ဆီးပြီးတော့ဝင်လာတဲ့အခါမှာတော့စီလီယာဟာမိရောက်တင်းချင်းစီကိုလှေကားနဲ့ဆင်းပြေးခဲ့ပြီးပုံမှန်နေရာရှာရင်းနဲ့လှည့်လည်နေတော့တီဂီလောင်နေရာကိုကြားလာကြောင့် ကြာမှန်အခက်တခုမှပုံလင်းရပါတော့တယ်။ဒီမှာခန်းရင်းကတမိကိုပြန်ဖွင့်လိုက်တော့ညင်မနှိမ့်ဆက်ခန္ဓာရတဲ့ဂေရုရဲ့ခန္ဓာကိုယ်ကိုတွေ့ရပြီးကျောင်းလန်တရားဖြစ်ခဲ့ရပါတယ်။နေရတခုလေးကပြင်ကုန်ထက်နေတဲ့အပေါ်တခုကိုရှာတွေ့ခဲ့ပြီးတော့စတင်တက်နေတဲ့ချိန်မှာဒီတကီကဒီမကိုပြန်ပြီးတော့ဆွဲချခဲ့ပါတယ်။ဒီမကိုဖိထားခဲ့ပြီးတော့ဝေဆုံကိုဆုပ်ပြေးကဘိုက်ကိုဖော်ထုတ်ခဲ့ပါတယ်။ဒီတကီခွဲစိတာနဲ့ဒီမကိုစတင်ခွဲစိတဲ့အခါမှာမခံရနိုင်တဲ့နာကျင်မှုတွေကြောင့်ပဲအော်ဟစ်ခဲ့ပြီး သူမရဲ့အိတ်ကလေးကတန်ရှင်းတဲ့တန်ကိုဆွဲထုတ်ကထိတဲ့ကလေးရဲ့လေပင်ကိုထိုးသွင်းပြီးတော့သူ့ကိုတပစ်ခဲ့ပါတယ်။အဲနောက်မှာငုံနေတဲ့စီစီလီယာဟာအပြင်ဘက်ကိုဥတီတဲ့အပေါက်ကိုဖြတ်တက်ခဲ့ပြီးတော့မှအပြင်ရောက်တာနဲ့လဲကြပြီးကလေးကိုငွေပွားရင်းနဲ့အော်ဟစ်ခဲ့ရပါတော့တယ်။သူမဟာသွားရည်နဲ့ချေချိုးကိုကဲ့ဖြတ်ပြီးတဲ့နောက်ကလေးကတိတ်ဆန်ဆန်တဲ့အတန်ဒီပြင်းရကြောင်းပြီးသူမရဲ့ကိုပိုင်ကလေးကိုကြောက်ရွံ့လို့လာခဲ့ပါတယ်။နောက်ဆုံးတော့သူမဟာကြောက်တုံးကြီးတုံးကိုယူပြီးတော့ကလေးကိုရိုက်တက်ဖို့ဆုံးဖြတ်ရင်းနဲ့ဇလန်လေးဟာပြီးဆုံးသွားပါတယ်ဗျာ။